မေဒင်းနီလို့ခေါ်တဲ့ကမ္ဘာအလုသမားနေဟာ135နှစ်ကျိုင်းခဲ့ပါပြီ။အလုသမားပစ္စည်းမဲ့လူဒန်းစားအပေါ်ဖိနေချုပ်ချဲတဲ့အရင်ရှင်စနစ်ကိုတော်လှန်နိုင်ခဲ့တယ်လို့အလုသမားတွေသွေးစည်းလိုက်တဲ့နေ့လို့လည်းတင်စားကြပါတယ်။လက်ရှိအချိန်မှာတော့မြန်မာအလုသမားတို့ဟာအရင်ရှင်စနစ်အစားစစ်အာဏာရှင်စနစ်ကြားမှာ9နှစ်ကျိုင်းခဲ့ပါပြီ။ကမ္ဘာပံရဲ့2023ညွန်ကိအရာဆိုရင်မြန်မာနိုင်ငံမှာအလုပ်သမားအရေအတွက်22တန်းကျော်ရှိနေတာပါ ဒီပမာဏဟာမြန်မာနိုင်ငံလူဦးရေရဲ့ထက်ဝက်နီးပါးဖြစ်ပါတယ်။စစ်အာဏာသိမ်းနောက်ဆက်တွဲဒေသအသီးသီးကပြည်ပခါတွေကလည်းနေ့စဉ်နဲ့အများရုန်းကန်လှုပ်ရှားနေရတဲ့အခြေခံလှုပ်တာအများစုရဲ့လုပ်ငန်းခွင်တွေစီးတက်ရောက်လာခဲ့ပါတယ်။ကောက်စင်းတို့မြင့်တယ်မှုငွေကြေးဖောင်းပွားမှုနဲ့အလုံယုံဆက်ယုံတွေပိတ်သိမ်းသွားခဲ့ရတဲ့အချိန်မှာတော့ရပိုင်ခွင့်ခန်းစားပိုင်ခွင့်တွေပျောက်ဆုံးခဲ့ကြရပါတယ်။ အလောက်ကန်ရှာပါမှုများပြလာတာကလည်းလုပ်ငန်းခွင်တွေရဲ့ချုပ်ဖောက်မှုတွေကိုထုတ်ပြန်ပြောဆိုဖို့ခက်ခဲလာတယ်လို့အလုပ်သမားရေးလှုပ်ဆောင်သူတွေကထောက်ပြပြောဆိုကြပါတယ်မြန်မာနိုင်ငံအလင်းသစ်အလို့သမားတမတ်ကများအဖွဲ့ချုပ်ရဲ့တွဲဖက်ဥက္ကဋ္ဌမတ်တင်တင်ဝေးကအာနာသိမ့်ပြီးရဲ့နောက်ပိုင်းမှာကျမတို့အလို့သမားခွင့်ချိုးမှုတွေက ဒါတရားရခိုင်နှုံးထိမြင့်တက်လာတယ်ပေါ့နော်အကျမတို့အရင်အာနာမသိငယ်ကကျမတို့အလို့သမားတွေကကိုယ့်ရဲ့အခွင့်အရေးကိုရဖို့ဆိုပြီးရောကိုယ်တိုင်တောက်ဆူမှုတွေလုပ်ပြီးရောအဲတောက်ပွဲတွေဝင်ခဲ့ကြတယ်ပေါ့နော်အဲ့ဒီအလို့ရှင်နဲ့လုပ်သမားသဘောတူစာချုပ်တွေကိုအလို့ရှင်တွေကဒီအာနာသိမှုကိုအခွင့်ကောင်းယူပြီးရောပြောင်ပြောင်တင်းတင်းတာချိုးပေါက်လာတယ်ပေါ့နော်အဲချိုးပေါက်လာပြီးရောဒီချိုးပေါက်လာတဲ့အလဲရောက်မှာပဲကျမတို့ဒါအလို့သမားတွေကိုသူတို့ကဒီစစ်ကောက်စီနဲ့ချင်းချောက်တာမျိုးတွေလည်းရှိနေရှိလာတယ်ပေါ့နော်ဒီ အလုသမားတွေကသူတို့အခွင့်အရေးကိုသူတို့တောင်းဆိုမယ်ဆိုရင်တော့ဒါစစ်ကောင်စီနဲ့ဖမ်းဆီးခိုင်းတာမျိုးတွေအရှိမှလည်းရှိသလိုဒါလုပ်ငန်းဝင်တဲ့အထိဖမ်းခိုင်းတာတွေလည်းဒါကျမတို့ရဲ့ဒီအဖွဲ့ဝင်အလုသမားတွေကကြုံတွေ့ရတယ်ပေါ့နော်အဲနောက်တော့လေဒီအလုသမားတွေကကိုယ့်ရဲ့အခွင့်အရေးကိုကိုကိုယ်တိုင်တောင်းဆိုဖို့အတွက်ကိုကြောက်ရွံ့ မှုတွေရှိလာတယ်ပေါ့နော်ဒါကြောင့်မို့လဲအလုတ်ရှင်ရဲ့ဖိနှိပ်မှုကိုသူတို့ကသူတို့စာဝတ်နေရေးအတွက်အပြေလည်ဖို့အတွက်ကိုဒါအလုတ်ရှင်ရဲ့ဖိနှိပ်မှုတွေကိုသူတို့ကဒါအလူးလဲခံနေရတယ်ပေါ့နော်နောက်ဆုံးဒီအလူးလဲမခံနိုင်တဲ့အလုပ်သမားတွေကကြတော့ပြိပါကိုချွေပြောက်လို့သမားဖြစ်နေပြောင်းရွှေ့ပြီးတော့လုတ်ကင်နေကြတာရှိပါတယ်မြန်မာနိုင်ငံရဲ့အလုတ်ကဏ္ဍအရာခွဲခြားရမယ်ဆိုရင်ဆက်ရုံလုပ်သမားစောက်လုပ်ရေးလုပ်တာစိုက်ပျိုးရေးလုပ်တာနဲ့ဝန်ဆောင်မှုလုပ်ငန်းအဖြစ်သတ်မှတ်ထားလေးရှိပါတယ် အဲ့ဒီကဏ္ဍတွေကအခြေခံလုပ်သားတွေဟာနေ့စဉ်နဲ့အများကြုံတွေ့နေရတဲ့အခက်အခဲတွေရှိနေတာပါ။လောက်ခလာစာနေပါတာအလုတ်ချင်းကြမြတာ၊ကျမ်းမာရေးနဲ့လုံခြုံရေးဆိုင်ရာစံနှုန်းတွေအားနေတာ၊အလုတ်အကိုင်မတည်မြဲတာနဲ့လူမှုဖူလုံရေးအကောင်အွယ်မရှိတာတွေကအဓိကပြဿနာဖြစ်လာတယ်လို့ဆိုပါတယ်။အနည်းဆုံးအခကြေးငွေဥပဒေကို2023မတ်လမှာပြဋ္ဌာန်းခဲ့ပြီး2025ကျွန်လမှာတော့ပြည်ရင်းအလုပ်သမားတွေအတွက်မဖြစ်မနေအနည်းဆုံးပေးဆောင်ရမယ့်နှုန်းထားကိုသတ်မှတ်ခဲ့ပါတယ်။ တရက်အလုတ်ချိန်၈နာရီအတွဲလှုပ်အားကငွေ3600သတ်မှတ်ပေးခဲ့သလိုမြင့်တက်လာတဲ့ကုန်စည်နှုန်းနဲ့ကိုက်ညီစီဖို့နှစ်နှစ်တစ်ချိန်ပြန်လည်သုံးသပ်ပြင်ဆင်ဖို့ဥပဒေမှာရေးဆွဲပြချန်ထားတာပါ2018မှာတော့ဒုတိယအကြိမ်ပြန်လည်ပြင်ဆင်ခဲ့သလိုလုခလာစာကိုလည်း4800ကျပ်ပြောင်းလဲခဲ့ပါတယ်။တချို့အလုပ်ရှင်တွေကတော့2000တူပြီးလုအားကကို6800ကျပ်သတ်မှတ်ပေးခဲ့တာပါ။ ဒါပေမဲ့လည်းဒီပမာဏဟာလက်ရှိကုန်စည်နှုန်းအရဆိုရင်လောက်ကနိုင်မှုမရှိဘူးလို့သွေးစည်းညညွတ်သောသမဂ္ဂများအဖွဲ့ချုပ် SDUM ရဲ့ပြောရေးဆိုခွင့်ရှိသူမှတ်မျိုးမျိုးအေကပြောပါတယ်။ချက်ချင်းရှိရရတဲ့လူအနေနဲ့ကတော့မလောက်ဘူးပေါ့။တပေါင်းကျော်ရတဲ့လူအနေနဲ့ကတော့မပိုရှံပေမဲ့လည်းလောင်းရတဲ့အနေအထားရှိရပါတော့။ OTO လည်းသူကဒီတပေါင်းပေါ်ပါပဲတပေါင်းပေါ်ပါပဲအခြေခံတွက်တာ။ 6800တမားကြတော့လေ audio လည်း6800ပဲအခြေခံတက်တဲ့ခါကြတော့သူတို့ရဲ့လုခလာတာနေနေတချို့ကိစ္စတွေကတော့ဖြည့်ဆင်းလို့မရဘူးရှင်။ဒါမူဝါဒအရလုံးဝမအောင်။ချုပ်ကိစ္စတွေကကြတော့လေလက်တလောပေါ့နော်။သူတို့လုံးဆိုင်ရတယ်လို့သူတို့ audio မစင်နိုင်ဘူးလို့ဒီလိုအကြောင်းအရာမျိုးကတော့မဖြည့်ဆင်းလို့ရအောင်ရမယ်ပေါ့။ဥပမာမူဝါဒကြီးနိုင်ငံကြီးအရာတစုံလုံးကြီးပြောင်းလဲမှရမယ့်ကိစ္စမျိုးကတော့ကျွန်တော်တို့လည်းဖြည့်ဆင်းလို့မရဘူး။ဥပမာစစ်ဘောများကဒီနိုင်ငံရဲ့ policy ပေါ်မှာကြည့်ပြီးတော့ ဟိုချိန်းသွားတဲ့ကိစ္စလေးနိုင်ငံရဲ့ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်အတွက်မူဝါဒတွေထဲမှာအစိုးရအလုပ်ရှင်နဲ့အလုပ်သမားတွေကြားသုံးဝက်ဆိုင်ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ဖို့ပါဝင်ပါတယ်။လက်ရှိအာဏာသိမ်းကာလမှာတော့စစ်တပ်ရဲ့ဖိနှိပ်မှုတွေကြားလုပ်ငန်းရှင်တွေနဲ့အလုပ်အရှင်ဖြစ်တဲ့အလုပ်သမားတည်ရလုံးဟာဘဝရည်တည်ရေးကအစအခက်အခဲကြုံလာရပါတယ်။ ဈေးကွက်ကိုထိုးဖောက်ဖို့ပြင်ဆင်နေရမယ့်အစားဆက်ရုံအလုပ်ရုံတွေရပ်နားခဲ့ရသလိုနိုင်ငံတကာယင်းနှိမ့်ညံမှုတွေလည်းမြန်မာကနေထွက်သွားခဲ့ပါတယ်။မြန်မာနိုင်ငံကိုလာရောက်လုပ်ကင်နေတဲ့ပြည်ပဆက်ရုံ900ကျော်မှ40ရာခိုင်နှုန်းဟာဆရာနာသိန်းကာလအတွင်းပိတ်သိမ်းထွက်ခွာသွားတယ်လို့အလုပ်သမားရေးအဖွဲ့တွေကပြောဆိုကြပါတယ်။မိသားစုစာဝိနည်းကအစားဘဝရည်တည်အခြေအနေကြောင့်အများစုဟာရွှေ့ပြောင်းလုပ်သားတွေအဖြစ်ပြပကိုရရနိနာနဲ့ထွက်ခွာသွားကြတာပါ မြန်မာနိုင်ငံနဲ့နယ်နိမိတ်တိဆက်ရာချိုင်းနဲ့မလေးရှားနိုင်ငံကိုရရှိနေသူအရေးအတွက်ကဆယ်တန်းထက်မနည်းရှိတဲ့လို့အလုသမားရေးအဖွဲ့အစည်းတွေရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ဒီလိုတန်းနဲ့ချီနေတဲ့အရေးအတွက်ကမှလုပ်ငန်းဝင်ဖိနှိပ်မှုတွေရင်ဆိုင်နေကြရတယ်လို့မလေးရှားရောက်မြန်မာနိုင်ငံသားလူငယ်တူကပြောပါတယ်။ကျွန်တော်ရောက်ပြီးတလနှစ်လကြာမှနှစ်လလောက်မှကျွန်တော်ခြေောက်ဟို ထိကြိုက်တယ်ပေါ့အမှ၃ချက်ချုပ်လိုက်ရတယ်၃ချက်ချုပ်လိုက်တဲ့အဲ့အချိန်မှာကျွန်တော်နားရက်လိုချင်တယ်ဒါပေမဲ့ဒီလုံးလုံးနားရက်ကိုမပေးဘူးပေါ့မပေးတော့၃ချိန်လောက်ကိုဖွင့်တောင်းတယ်ဒါပေမဲ့မရခဲ့ဘူးမန်နေဂျာကနားလို့မရဘူးပေါ့မန်တီဟာလောက်နဲ့ဘာမှမဖြစ်ဘူးပေါ့မသေးနိုင်ဘူးပေါ့ဒီ၃ချက်၄ချက်ချုပ်ရတဲ့အာတော့မှ၃ချက်၄ချက်ချုပ်ရတဲ့ဆိုကြရစဉ်းစားကြည့်တော့ဘယ်လောက်ထိနာမလဲဆိုတော့အဲ့ဒါတော့မှ မင်းအအလုံးလုံးအောင်ပဲဘာမှနားလို့မရဘူးဆိုတဲ့သဘောမျိုးပြောတာချိန်ခဲမှာတော့မကျေနပ်ဘူးပေါ့ဒါပေမဲ့အဲရွှေပြောင်းလုံသားတွေဆိုတော့ဒီမှာဒီမှာပြဿနာတစ်ခုဖြစ်သွားပြင်ဆိုရင်ပြန်ပို့ခံမြန်မာပြည်ကိုယ့်ရဲ့နိုင်ငံကိုပြန်ပို့ခံနိုင်ရတဲ့ဆိုတော့အဲစိစိဘူပံမှုတွေပြီးတော့ဒီအလုံးတစ်ခုကဒီမှာမိသားစုကအခုပေါ်မှာမိကိုနေရတဲ့ ဒီလုံကအဆင်မပြေတော့ဘူးဆိုရင်တခြားလုံပြောင်းရဖို့မှလည်းဒီနိုင်ငံမှာအရန်ခက်ခဲတော့အဲစိတ်ပိုင်းဆိုင်ရာအနေနဲ့ညာဖီစည်းမှုရမ်းများတာပေါ့မြန်မာနိုင်ငံရဲ့အလုပ်သမားတို့ဟာဘဝမလုံခြုံမှုအလုပ်ကင်ရှားပါမှုလုပ်ငန်းဝင်ဖိနေမှုတွေလောကလာစာနေပါမှုတွေကြုံတွေ့နေရတယ်လို့အလုပ်သမားရေးဆောင်ရွက်နေသူတွေကပြောဆိုထားပါတယ်2021ခုနှစ်ကမ္ဘာပိုင်ရန်တွက်ချက်မှုအရဆိုရင်မြန်မာအလုပ်သမား80ရာခိုင်နှုန်းကျော်ဟာလစဉ်ဝင်ငွေ7သိန်းအောက်သားရရှိနေတာပါ ဒီအခြေအနေကြောင့်လည်းအိန္ဒိယနိုင်ငံတွေစီနှက်ဆက်ဖြတ်ကျော်သွားလာမှုမှလည်းတရားဝင် ဖြစ်ခဲ့တာကြောင့်လုပ်ငန်းခွင်တွေမှာလှုပ်အားကောင်းမှုဖြစ်ခင်ရတာတွေလူကုန်မှုခင်ရတာတွေအထိကြုံတွေ့နေကြရပါတယ်အလုတ်သမားအများစုဟာစာချုပ်မဲ့လှုပ်ဆောင်နေကြရတာဖြစ်တဲ့အတွက်အလုတ်အကင်တီမြဲဖို့တောင်ခက်ခဲလာတယ်လို့ရွှေပြောင်းလူသမားရေးဆောင်ရွက်သူတွေကပြောဆိုကြပါတယ်။ရွှေပြောင်းမြန်မာအလုတ်သမားရေးဆောင်ရွက်သူ WAG အဖွဲ့ကတာဝန်ခံကိုမုံတိုင်းက ဒီခုပေါ့နော်ကျွန်တော်တို့အခိုင်နိုင်ငံမှာပေါ့တော့ဒီအလုပ်သမားခွင့်ရေးကိုပေါ့နော်အဲခြေရဝင်ဝင်တောက်ဆိုဖို့ဆိုတာကတော်တော်ခက်ခဲနေတယ်ပေါ့နော်ဘာလို့လဲဆိုတော့ခိုင်နိုင်ငံမှာဟိုကကျွန်တော်ဒီညီမရွှေပြောင်းအလုပ်သမားတွေပေါ်မှာပေါ့နော်တချို့ရကပြင်းနေကြတယ်တော်တော်များများကြုံတွေ့နေရတယ်အဲလိုကြုံတွေ့နေရတဲ့အချိန်မှာဒီအလုပ်သမားခွင့်ရေးကိုတော့တောက်ဆိုဖို့ဆိုတာကတခုဒီကာလမှာလည်းကျွန်တော်ခိုင်နိုင်ငံမှာကဒီရွှေပြောင်းအလုပ်သမားတွေကိုဖမ်းဆီးတာရယ်လည်းမတရားများနေတယ်ပေါ့နော် လက်ခံတယ်ဒါပေမဲ့သူတို့ကစီမံမကြည့်တဲ့အပိုင်းကြီးတွေ့ရပါတယ်နိုင်ငံတကာနိုင်ငံရဲ့အဖွံ့အစည်းတွေတည်းမှာအလို့သမားကဏ္ဍဟာရေတောက်မြေတစ်ခုလိုအရေးပါလာပါတယ်အနာဒင်းကာလာမှာတော့အလုသမားတွေရဲ့အခွင့်အရေးတာမက လုပ်ငန်းလည်ပတ်နေမှုတွေကိုပါစစ်တပ်ကဖျက်ဆီးခဲ့တာပါပြီးခဲ့တဲ့မတ်လ28ငလင်ကပ်ဘေးအခြေအနေကြမှာလဲလူနေအဆောက်အဦတွေဆက်ရုံလုပ်ရုံတွေပျက်စီးတာကအစားအခြေခံအလုသမားအများစုအလုလက်မဲ့ဖြစ်ခဲ့ရပါတယ် နိုင်ငံအနှံ့တိုက်ပွဲတွေနဲ့တဘာဝကပ်ပြီးကြမှာလုပ်ငန်းခွင်အသီးသီးဟာရက်တက်လို့နေပါဖြစ်နေကြရတာပါ။ရွှေပြောင်းလူသမားတွေရဲ့အခန်းကဏ္ဍဟာမြန်မာနိုင်ငံရဲ့အနာဂတ်နဲ့ထိုက်ရိုက်ထိဆက်နေတာကြောင့်အလေးထားလှုပ်ဆောင်တဲ့လို့ပြောလာသူကမြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ GACP ဥက္ကဋ္ဌဦးမိုးချိုပါ။ကမ္ဘာထွန်းလုံးမှာထိုင်းမှာမဟုတ်မလေးရှားမှာလည်းအလားတူပဲ။တရုတ်ရောက်တဲ့မြန်မာတွေလည်းဒီတိုင်းပဲ။လာအိုဆိုလည်းပူတောင်ဆိုအလုတ်ချင်းလုတ်အားက အခြားသောလူမှုဖူလုံရေးနဲ့အလုသမားရပိုင်ခွင့်တွေဆိုတာကတထောင်ညပုံမြင်နေအလားပဲဆက်ဖြစ်နေတော့မယ်ဖြစ်တယ်။လာအိုတရုတ်မလေးရှားနိုင်ငံတကာပြန့်နှံ့ရောက်ရှိနေတဲ့မြန်မာနိုင်ငံတွေကမြန်မာရွှေပြောင်းလူသားအကုန်လုံးကအဖိနှိတ်ခံနေရတယ်။ခေါင်းပုံဖြတ်ခံအမျက်ထုတ်ခံကုတ်သွေးဆုပ်ခံနေရတယ်။အဲ့တော့မေဒီရဲ့အဓိကနှစ်တာကရှင်းနိုင်လုံးမယ်ရှင်းနိုင်ပြောမယ်ရှင်းနိုင်နားမယ်အလုပ်ချိန်ရှင်းနိုင် ရရှိရေးတိုက်ပွဲဝင်ခဲ့ကြတာအဲ့တော့အခု10နာရီတည်းမကအလုံချိန်တွေကိုတချို့12နာရီ13နာရီ14နာရီအလုတ်တွေလုတ်ပြီးတော့အလုတ်မျိုးစားလဲခွဲခြားထားတာပါတာပေါ့နေစားအလုတ်နဲ့ပုတ်ပြတ်လုတ်ခွဲထားတော့ပုတ်ပြတ်လုတ်သားပုံများတဲ့အခါကျတော့အလုတ်ချိန်ကြီးမဟာရယာများပြီးတော့အလုတ်သမားအခွင့်ရေးနဲ့အလုတ်သမားရဲ့တတ်တာချောင်ကြီးမှုဆိုတာကမရှိသလောက်ရှားပါနေတဲ့အနေအထား ဆက်ဖြစ်နေတော့ပဲပြည်ရင်းပြည်ပခါနဲ့နောက်ဆက်တွဲအခြေအနေကြမှာမြန်မာအလို့သမားရေဟာမှင်းမင်ခဲ့ရပါတယ်လောက်ခလာစာနေပါမှုနဲ့ကုန်စည်နှုန်းကြီးမြင့်မှုတွေကလည်းရပိုင်ခွင့်အစားအလို့ရရှိဖို့ကအဓိကဖြစ်ခဲ့ရတာပါတန်းနဲ့ချီတဲ့မြန်မာလုပ်သားတွေအတွက်တော့မေရီရဲ့ဥတီကျပါစကလုံးတွေနဲ့ဝေကွာနေကြရဆဲပါ